အားလုံးပဲမင်္ဂလာပါရှင်။တရေးဆရာကြီးမင်းသူဝန်ရေးသားတဲ့ကလေးပုံမြင်များထဲမှာလူတိုက်ရခေယူသိန်းဆိုတဲ့ပုံမြင်လေးကိုရွတ်ဆိုဖတ်ပြပါမယ်ရှင်။ဒီမှာကတော့စာဖတ်သူရွှေကြီးပဲဖြစ်ပါတယ်။လူတိုက်ရခေယူသိန်းတခါတုန်းကမြို့တစ်မြို့မှာလေသမားတယောက်ရှိတယ်။သူခမရတထေးစင်းတဲ့တယောက်ကနှင်းစေသဖြင့်အလွန်ဒုက္ခရောက်ရရှာသည် သူလေကစဘာအထွက်ကောင်းကောင်းညံ့ညံ့သူ့မှာတော့စင်ရဲရင်းကမထွက်တထေးစင်းလေးမှာသာတနေ့တခြားစီးပွားတက်သည်နောက်ဆုံးသူ့အိတ်ထဲမှာတပြားတချမ်းမျှမကြံအောင်မွေးသွားသောအခါလေသမားသည်တထေးစီသို့သွား၏ဤသို့မေးသည်တထေးကြီးကြောက်ခဲကို စီကျိတ်လို့မရပါဘူးအခုလေကျုပ်မှာဘာမှမရှိလို့ ခမားကျုပ်စီကဘာမှရနိုင်တော့မှာမဟုတ်ပါဘူးဒီတော့တထိတ်ဖြစ်နိုင်တဲ့နည်းများရှိရင်ပြောမပြနိုင်ဘူးလားဟုမေးသည်။အိုးမိတ်ဆွေရဲ့စီးပွားချမ်းသာကိုယာမနတ်ကပေးတာပေါ့။ယာမနတ်စီမှာတွားတောင်းပါလားဟုတထိတ်ကပြန်ပြောလိုက်သည်။ထိုအခါလေသမားသည်အိမ်ပြန်သွား၏ခီးသွားရင်းစားရအောင်မတော်မုံတုံးခုလုပ်ပြီးရင် ရာမနဲ့ကိုရှာရင်ခရီးထွက်သွားလေသည်ပထမသူသည် ပုံနာတယောက်ကို တွေ့၍မုံတစ်ခုပေးပြီးလျင်ရာမနဲ့နေရာအရက်ကိုလမ်းပြရန်မေးသည် သို့သောပုံနာသည်မုံကိုသာယူပြီးလျင်စကားတခုံးမျှပြန်မပြောဘဲထွက်သွားသည် နောက်သူသည်ယောဂီတဦးကိုတွေ့၍မုံတစ်ခုပေးပြီးလျင် ရာမနဲ့နေရာအရက်ကိုလမ်းပြရန်မေးပြန်သည်ယောဂီကလည်းဘာမှပြန်မပြော နောက်ဆုံးတစ်တပင်ရင်းတွင်ထိုင်နေသောဆင်းရဲသားတစ်ယောက်ကို တွေ့၍တနာသဖြင့်ကြံသေးသောမတိုးမုံကို ပေးပြီးလျှင်စကားစမီပြောရင်းဆင်းရဲသားအနားတွင်သူထိုင်လိုက်သည် မိတ်ဆွေဘယ်ကိုသွားမလို့လဲဟုဆင်းရဲသားကမေးသည်အော်ကျုပ်ခကြီးက အတော်ရှိပါတယ်။ရာမနဲ့ကိုရှာခြင်းလို့အိမ်ကထွက်လာတာပဲ။ရာမနဲ့ရှိတဲ့အရက်ပုံများမိတ်ဆွေသိပါသလားဟုဒေသမားကသိလို့တင်ညာမေးလိုက်သည်။အိုးသိပါတော့ဗောဗျာ။ရာမနဲ့ဆိုတာတခြားမဟုတ်ဘူး။ကျုပ်ပဲဗျ။ကျုပ်ကိုဘာဖြစ်လို့ချာစင်ရတာလေဟုစင်ရသားကပြုံး၍ပြန်ဖြေသည်ထိုအခါလေသမားက ူအဖြစ်ပြက်ကို အကုန်လုံးပြောပြသည်။ယာမနဲ့လေလေသမားကို အလွန်တနာသဖြင့်ခေယူသင်းတစ်ခုကို ပေးပြီးလျင်တက်ပြံမှုန်နှီးကိုတင်ပေးပြီးနောက်ဤတို့မှသည်ကဲမှတ်ထားကြုံပြောမယ်။မိစေတစ်ခုခုကို လိုချင်ရင် စိတ်ထဲကတောင်းတလိုက်ပြီးခေယူသင်းကိုတက်ပြန်ခုနှစ်ကြိမ်မှုတ်လိုက်လိုရာကိုရလိမ့်မယ်ဒါပေမဲ့ တထင်းစင်းလဲဖို့တော့တတိထားစင်းလဲတဲ့လူကို နတ်တွေတကြားတွေလည်းမတက်နိုင်ဘူးဟုမှားလိုက်သည် လေသမားသည်ဝန်တာအာရနှင့်အိမ်ပြန်သွားသည် သူဝန်တာအာရနှင့်တပြုံးမြုပ်တရှင်ရှင်ဖြစ်လာသည်ကိုတထင်းစင်းလဲကချက်ချင်းတတိထားမိသည်ဒီလေဓမ္မတော့အခုလို တရှင်ရှင်တပြုံးမြုပ်ဖြစ်နေတာကိုထောက်ရင်တခုခု ကော်ပေါက်တိုးလာပြီထင်တယ်လို့တွေးလိုက်သည်ထိုးကြောင့်တထေးသည်လေသမားအိမ်သို့သွားပြီလျင်လေသမားကော်ပေါက်တိုးလာပုံကိုတိပီးအောင်ဆောင်၍လှဲ့ကာပတ်ကာပြောလျာလူရိုးကြီးလေသမားလည်းအဖြစ်အပျက်အလုံးစုံကိုထုတ်ပြောမိတော့သည်ကံကောင်းထောက်မှ၍ခယူသေးကိုတက်ပြန်မှုံရမည်အကြောင်းကိုကမပြောမိပဲမေ့သွားလေသည်သို့သောတထေးစင်းလေသည် ထိုခီယူသိန်းကိုတနည်းနည်းနဲ့အယယုံမည်ဟုအကြံထုတ်နေသဖြင့်အလစ်ကြုံသောအခါတညတွင်ခီယူသိန်းကိုခိုးယူလိုက်သည်ခီယူသိန်းကိုရသောအခါသူသည်ဗိုက်ကြီးပေါက်ကွဲသွားတော့မတက်အမျိုးမျိုးမှုတ်ကြည့်သည်သို့တော်လည်းမှုန်နီးမမှန်သဖြင့်အကျိုးမထူးသောကြောင့်နောက်ဆုံးတွင်လက်လျှော့လိုက်ရသည်သို့ဖြင့်တနေသောအခါတထေးဆင်းလဲသည်လေသမားထံသို့သွား၏ဤသို့ပြောသည် မိတ်ဆွေလေတမခမည်းရဲ့ခေယူသင်းဟာကျုပ်စီမှာရှိရင်ဒါပေမဲ့ကျုပ်အသုံးပြုလို့မရဘူးခေယူသင်းဟာ ခမည်းစီမှာမရှိတော့ခမည်းလည်းအသုံးမပြုနိုင်ဘူးဒီတော့ခမည်းလည်းအကျိုးမရှိဘူးကျုပ်လည်းအကျိုးမရှိဘူးပေါ့ကဲနှစ်ဦးနှစ်ဖက်စလုံးအကျိုးရှိရအောင် ခမည်းကျုပ်စကားကိုနောက်နားထောင်ပါကျုပ်ကခမည်းကိုခေယူသင်းပြန်ပေးမယ်ခမည်းသုံးကျင်သလိုသုံးဒါပေမဲ့ခေယူသင်းက ခမည်းကိုစုတစ်ခုပေးရင်ကျုပ်ကိုနှစ်ခုပေးအောင်ဆောင်ရွက်ပေးပါမယ်လို့ခမည်းကတိပေးရမယ်ဟုတ်ပလားဟုနားချပြောဆိုပြောဆိုလေသည်အိုးတသက်မပေးဘူးအရင်ကလည်းခမည်းဒီလိုနဲ့ကျုပ်ကိုငွေပြကြရအောင်လုပ်ခဲ့ပြီဟုလေသကမားကပြန်ပြောသောအခါတထေးစင်းလေးကဒီလိုလဲမဟုတ်ဘူးလေအခုတခါတော့ခမည်းလဲဝေစုရမှာပဲမဟုတ်လားခမည်းလိုချင်တာကိုရနေရင ကျုပ်တထေးဖြစ်နေတော့ကောဘာဖြစ်သေးသလဲပြဟုဆက်လက်နားချပြန်သည်ထို့သို့နားချပန်များသောအခါလေသမားသည်သဘောတူလိုက်ရတော့သည်ထိုနေ့မှစ၍လေသမားသည်မိမိလိုချင်သည်ကို တောင်းတ၍ခယူသင်းကိုမှုတ်လင်းသူကတစ်ခုရ၍တထေးကနှစ်ခုရလေသည်လေသမားလည်းမခံကြည့်မခံတာနှင့်မိမိလိုချင်နေသည်ကိုရနေပါတော့လဲမပျော်ရွှင်နိုင်ကြပြီမကြခင်မင်း နွေရာသီတို့ရောက်လျင် နေအလွန်ပူသည်ဖြင့်လေသမားဤစပားပေများညှိုးလာသည်ထို့ကြောင့်ရေရင်းကို တောင်းတကခီယူသင်းကိုမှုတ်သည် လေသမားကရေရင်းတွင်ရသည်တထေးစင်းလေးကနှစ်တွင်ရသည်လေသမားမှာအထူးဝင် မခံကြည့်မခံသာဖြစ်လာသည် ထို့ကြောင့်သူသည်ခီယူသင်းကိုကိုင်းကစက်ပြန်ခွနှစ်ချက်မှုတ်လိုက်ပြီးနှင့်အိုးညာမနတ်မင်းစနုပ်သည် မျက်စိတစ်ဖက်ကန်းသောသူဖြစ်ရပါလိုဤဟုဆူတောင်းလိုက်သည်သူဤမျက်စိတစ်လုံး꽌သွားသည်တထေးဆင်းလေဤမျက်စိနှလုံးလေး꽌သွားသည်ထိုအခါတထေးဆင်းလေသည်ရေရင်းနှစ်ခုကြားတွင်ဆန်း၍သွားရာရေရင်းတစ်ခုတည်းသို့ဒိမ့်ချပေးလျင်တေလီတော့ဤတတလုံးတထေးဆင်းလေဤနှင်းစဲခြင်းကိုခံလာရရှာသောလေသမားသည်နောက်ဆုံး၌ တထဲဆင်းတဲ့ပေါ်တွင် အနိုင်ရလိုက်သည်သို့တော်လည်းမျက်စိတစ်လုံးက အဆုံးခံလိုက်ရလေသည်